အားလုံးပဲမင်္ဂလာပါခင်ဗျာပဒေတာ tree channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေတနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်မေလ9လပိုင်းတလဆာ2 host run ရဲ့ရေရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ host run ကိုဆရာကြီးမင်းသူရာကဟောပြောပေးထားတာဖြစ်ပါတယ်ဒီ host run ထဲမှာပါဝင်တဲ့ချက်တွေကတော့လောကိုင်းစီပွားရေးအခြေရေးအင်တော်ရေးပညာရေးကျန်းမာရေးသတိပြုရမယ့်အသက်ပိုင်းခြားဆောင်ရွက်ရန်ကိစ္စအကျိုးပေးသောအရာများနဲ့ရရရတို့ဖြစ်ပါတယ်2025ခုနှစ်မေလ 9လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးများဟာငွေထုတ်ထည်နဲ့ဝင်ကိန်းရှိပါတယ်ရွှေတဲ့ပစ္စည်းဝင်ကိန်းရှိပါတယ်လူဝင်ကိန်းရှိပါတယ်စနေနေ့ဝင်လာရင်ငွေကြီးလက်လာပါရွှင်လန်းပေါများပါလိမ့်မယ်ချီထိုးပါဥစ္စာရတတ်ပါတယ်ဖိုးတန်ပစ္စည်းဝင်ပါလိမ့်မယ် အလောင်းစားကန်နဲ့ထီကန်မဲကန်များအလွန်ကောင်းပါတယ်။ပောက်ကင်းရှိပါတယ်။အင်ချမ်းမြေဝယ်ယူခြင်းတိုက်ခန်းဝယ်ယူခြင်းကြုံတွေ့ရပါလိမ့်မယ်။အိမ်သုံးတန်ဖိုးရှိပရိဘောကပစ္စည်းများဝင်လာပါလိမ့်မယ်။ရောင်းမထွက်တော့ဘူးလို့ထင်ရတဲ့ပုံနေတဲ့ပစ္စည်းဟောင်းများရောင်းထွက်ပြီးတော့ဝင်ငွေတိုးပွားပါလိမ့်မယ်။အများစုပေါင်းလှူဒန်းရတဲ့အလှူများပြုလုပ်ရပါလိမ့်မယ်။မင်္ဂလာသတင်းစကားများမကြာခဏကြားရပါမယ်။အိမ်သစ်တဲ့မင်္ဂလာ၊မြေတပ်မင်္ဂလာ၊နာမည်မဲ့ခြင်း၊ကင်မွန်းတက်ခြင်း၊ကောင်းခြင်းမင်္ဂလာရရများပြုလုပ်ရပါလိမ့်မယ်။လူမှုရေး လူမှုရေးအသင်းအဖွဲ့မှငွေများမိမိလက်ဝဲထားရှိခြင်းမျိုးလက်မခံပါနဲ့အထက်လူကြီးပုဂ္ဂိုလ်များကမိမိအားအလေးထားခြင်းမြင့်မားစေခြင်းလုပ်ငန်းကောင်းနေရာကောင်းယာရုနဲ့အဝိတ္တနေရာမှာတာဝန်ထမ်းဆောင်ရတတ်ပါတယ်နေရာတကာမှာစိတ်ထားကြီးကြီးထားနိုင်ပါလိမ့်မယ်သူများကိုပေးကမ်းကြွေးမွေးခြင်းစိတ်အမြဲတမ်းရှိပါလိမ့်မယ်အပေါင်းအသင်းငွေချင်းတာဝန်ကျင်တို့ကအထင်ကြီးမြင်ကြီးသဘောကျပါလိမ့်မယ်အားကိုးပါလိမ့်မယ်ဘသူကမှယုံကြည်ပြီးတော့လက်လွတ်လက်လွဲပြီးတော့ငွေမပေးသင့်ပါနောက်ဆုံးတဲ့အရာများနောက်မဆုံးရင်အချိန်လွန်နောက်တာရတတ်ပါတယ် စိတ်မြန်ခြင်းစိတ်ကြည်ခြင်းလော်ဒကြီးပြုလုပ်ခြင်းများတတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။မိသားစုအတွင်းမှာအလုပ်ပြောင်းရွှေ့ခြင်းခီးထွေးရခြင်းများရှိပါလိမ့်မယ်။ဧည့်သည်များရောက်လာပါလိမ့်မယ်။ရက်ဝေးကမိတ်ဆွေများဆွေမျိုးသားချင်းများရောက်လာတတ်ပါတယ်။မိမိမှာတနင်္လာနံ့လင်များနဲ့ကိုယ်ဝန်တဲ့ညအိတ်လက်မခံတဲ့မှာအပူတော်ကကြုံတွေ့ရတတ်ပါတယ်။ ငွေကြေးကုန်တတ်ပါတယ်စေတနာကနေဝေဒနာဖြစ်သွားတတ်ပါတယ်အမွေကိစ္စများမြေကိစ္စများပေါ်ပေါက်လာတတ်ပါတယ်အလောက်ကိုင်းနေတဲ့ကတော့စိတ်ကူးညံ့ပေါ်သလောက်လက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်ပါအချိန်မပြုံးသင့်ပါမိမိစိတ်ကူးကြောင့်အောင်မြင်မှုတွေရရှိပါလိမ့်မယ်အလောက်ကိုင်းများကောင်းမွန်လာပြီးတော့ ငွေကြေးကံကတော့ပုံမှန်ထက်ပိုကောင်းလာမှာဖြစ်ပါတယ်။အလုပ်တွေများပြားသလောက်အဆင်ပြေပါလိမ့်မယ်။အကူအညီတွေလည်းရပါလိမ့်မယ်။တီလာသမားတွေရှိတဲ့အမျိုးသမီးကြီးတဦးရဲ့အကူအညီများရရှိပါလိမ့်မယ်။ရက်ဝင်းနဲ့ပတ်သက်ပြီးငွေဝင်ခြင်း၊ငွေကိစ္စအတွက်ခီးသွားရခြင်းများကြုံပါလိမ့်မယ်။ချီပတ်လိုငွေဝင်လာတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်။စီဝိုင်းနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တွေရှိပါလိမ့်မယ်။သူ့လူကိုယ်ပဲသားတွေရှိနေပါလိမ့်မယ်။ငွေကြေးကိစ္စရများအတိုင်းတာထက်ပုံဝင်ကိန်းကြုံပါလိမ့်မယ်။လက်ရှိလုပ်ကိုရန်နာပြီးတော့လုပ်ငန်းသစ်ပြောင်းလဲလုပ်ကင်ဖို့စိတ်ကူးပေါ်လာတတ်ပါတယ်။ ဒီအချိန်မှာပြောင်းလဲလောက်ကင်မယ်ဆိုရင်အဆင်မပြေနိုင်သေးပါဘူးစီးပွားရေးစီးပွားရေးလောက်ကင်များအဆင်ပြေပါလိမ့်မယ်မိတ်ဆွေတို့ရဲ့အကူအညီများရရှိပါလိမ့်မယ်ဘလောက်ပဲခက်ခဲတဲ့ကိစ္စရများမှာဖြစ်စေထူးခြားစွာအောင်မြင်ပါလိမ့်မယ်အထူးသဖြင့်မွေးမြူလုပ်ငန်းများကုန်ပစ္စည်းလုပ်ငန်းများအစုရှယ်ယာလုပ်ငန်းများအကျိုးသက်ရောက်ပြီးတော့အမြတ်ဆွင့်ရရှိပါလိမ့်မယ်ပြည်တွင်းပြည်ပခီးများဆက်သွယ်လုပ်ငန်းများလုပ်ခြင်းကောင်းပါတယ်။တနင်္ဂနွေနေ့လုပ်ငန်းများအကျိုးဖြစ်ထွန်းပြီးတော့လုပ်ငန်းတိုးချဲ့များပြုလုပ်ရပါလိမ့်မယ်။ တနင်္ဂနွေနေ့ပုံကုတ်များနဲ့တွဲဖက်လောက်ကင်ဆောင်ရွက်ခြင်းများအကျိုးပေးပါလိမ့်မယ်။တောက်ကြသားသမီးများထံကနေမိမိလိုအပ်ချက်အကူအညီများရရှိပါလိမ့်မယ်။ဒီကာလအတွင်းမှာတတ်ထုတန်သွေ့သစ်စေးများကောင်းပြီးတော့ရောင်းဝယ်သမားများတွေအထူးခွန်လန်းများရှိပါလိမ့်မယ်။စက်တူလုပ်ငန်းများ၊ရှယ်ယာလုပ်ငန်းများအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ဈေးရောင်းဈေးဝယ်သမားများ၊ရောင်းဝယ်များကြားရတဲ့အတွက်အတွေ့အကြုံကိုအသုံးချပြီးတော့ဉာဏ်ပညာနဲ့သာရောင်းဝယ်ပြုပါလို့အကြံပြုရပါတယ်။အင်ချမ်းမြေတိုက်ခန်းရောင်းဈေးများ၊ငှားဈေးများတက်ပါလိမ့်မယ်။ ပညာရေးအနေနဲ့ကတော့မိမိဝါသနာပါတဲ့ဘာသာရပ်ကိုထူးချွန်တက်မြောက်သည့်အထိသင်ယူဖို့ရန်အတွက်ချိန်ခါကောင်းဖြစ်ပါတယ်။ပညာရှိသူတို့ကောင်းပုဂ္ဂိုလ်များကိုအမြဲစိတ်ကပ်ပါ။အကြံဉာဏ်များရယူပါ။ပြည်ပမှာတာဝန်ထမ်းဆောင်ရခြင်းနဲ့ပြည်ပမှာပညာရေးခီးသွားရခြင်းများပြောင်းရွှေ့စာများရောက်ရှိလာခြင်းသတင်းကောင်းများဖြစ်ပေါ်လာပါလိမ့်မယ်။ပညာရေးမှာ fashion design တီထွင်ခြင်းပညာ၊ပကြီလက်မှုပညာလုပ်ငန်းများနဲ့ပြည်ပပညာသင်ယူရခြင်းများအောင်မြင်မှုရရှိပါလိမ့်မယ်။သူတို့ကောင်းပုဂ္ဂိုလ်များတွေ့ပါလိမ့်မယ်။ ဒါပေမဲ့အခြေအကျိစားကြောင့်ပညာရေးဆိုင်ရာဆုံးရှုံးနေနာစရာများကြုံတွေ့ရတတ်ပါတယ်။အခြေအခြေအနေနဲ့ကတော့အခြေအနေပတ်သက်တဲ့အကြံစီရွယ်ချက်များအောင်မြင်ပါလိမ့်မယ်။လူငယ်လူရွယ်ပြိုရွယ်သူများအနေနဲ့စမ်းပွင့်နေခြင်းပဲဖြစ်ပါတယ်။ချစ်သူရည်စားအသည့်ရရှိတတ်ပါတယ်ချစ်သူရည်စားရှိသူများအနေနဲ့လက်ထပ်ထင်မြှားခြင်းများစိတ်ဆက်ကြောင်းလန်းခြင်းများကြုံတွေ့ပါလိမ့်မယ်အခြေအနေပတ်သက်ပြီးတော့စိတ်ချမ်းမြေ့နေရမယ့်ကာလတစ်ခုဖြစ်ပါတယ်မိမိချစ်သူရည်စားထံကနေသတင်းကောင်းများကြားရတတ်ပါတယ် ိတ်တော်ရှင်တနင်္ဂနွေသာသမီများအနေနဲ့အလူကိစ္စမင်္ဂလာကိစ္စများပေါ်ပါလိမ့်မယ်။သာသမီမင်္ဂလာသတင်းကြားရပါလိမ့်မယ်။အိမ်တော်ရေးမှာစိတ်ကတိကောက်ဖြစ်စရာများကြုံတွေ့ရတတ်ပါတယ်။မကြခဏငင်းခုန်ခိုက်ရများပြူရတတ်တဲ့အတွက်ခိတ္တခဏခွဲခွာသွားရတတ်ပါတယ်။မိသားစုတွေငွေကုန်ကြေးကျများတတ်ပါတယ်။ပြဿနာမျိုးမျိုးကြောင့်စကားများရတတ်ပါတယ်။အိမ်တော်ရှင်များအနေနဲ့မိမိရဲ့မိသားစုကိုနှွေးထွေးစွာဆက်ဆံပါ။စီလုံးညီညွတ်ခြင်းအပြင်စီစဉ်ဥစ္စာများတိုးပွားလာပါလိမ့်မယ်။စိတ်ရှိရှိထားပြီးတော့အသီးခံစိတ်နဲ့လောက်ကင်ဆောင်ရွက်ပါလို့အကြံပြုပါရစေ။ ကျမ်းမာရေးတနင်္ဂနွေသတင်းများဟာဒီကာလအတွင်းမှာရေပုံရအဖြစ်ကျမ်းမာရေးကောင်းမွန်နေပါလိမ့်မယ်ဒါပေမဲ့အနည်းငယ်တော့မိမိရဲ့လုပ်ငန်းကိစ္စရများကြောင့်စိတ်ပန်းလူပန်းဖြစ်တတ်တဲ့အတွက်ကျမ်းမာရေးအထူးကူစိုက်ပါစီကြောက်ကန်းနဲ့ပတ်သက်တဲ့ယောဂဝိဒနာများကြုံတွေ့ရတတ်ပါတယ်ခီးသွွားကိစ္စများပေါ်ပေါက်လာမယ်ဆိုရင်တတ်နိုင်ပါကရက်ရွှေလိုက်ပါကျမ်းမာရေးအញ្ញမ်းခိုက်ကြုံတတ်ပါတယ်သတိပြုရမယ့်အသက်ပိုင်းချာတနှစ်ကနေ6နှစ်ကြာအသက်ပိုင်းချာရှိတဲ့တနင်္ဂနွေသတင်းကလေးငယ်များအနေနဲ့ကျမ်းမာရေးထူးညံ့တတ်ပါတယ် အထူးသဖြင့်ရေပူလောင်ခြင်းရေပြားတငယ်နာယောဂဝရဏများထူပြောတတ်ပါတယ်ရေနဲ့ပတ်သက်တဲ့ကိစ္စရများထူကူဆိုင်ပါကလေးပြောက်တတ်ပါတယ်20နှစ်ကနေ25နှစ်ကြာတနင်္ဂနွေသားသမီးများအနေနဲ့ရန်အန်ရဲအထူးသတိပြုပါပညာရေးကိစ္စအခြေရေးကိစ္စများမှာစိတ်နှောက်ရက်ဖြစ်စရာများကြုံတွေ့ရတတ်ပါတယ်26နှစ်ကနေ32နှစ်ကြာ46နှစ်48နှစ်အသက်ပိုင်းခြားရှိတဲ့တနင်္ဂနွေသားသမီးများအနေနဲ့ကန်စာတာအနေငယ်ညံ့နေပါလိမ့်မယ် အစစရရမှာအသည့်တရီနဲ့ဆောင်ရွက်ပါလို့တိုက်တွန်းပြစေအရှိမြောင်အရမှာလုပ်ငန်းသစ်စတင်ခြင်းအလုပ်သစ်လျှောက်ခြင်းအင်တာဗျူးပြည့်စုံခြင်းတွေးဆောင်ဆွေးနွေးခြင်းများစူးစမ်းရှာဖွေခြင်းများစေကမ်းဖွင့်ခြင်းခီးသွလာခြင်းများအခြေအစကားပြောဆိုခြင်းများကောင်းပါတယ်ဒီကာလအတွင်းမှာခီးသွလာခြင်းနဲ့လုပ်ငန်းကိစ္စရများဆောင်ရွက်ရမှာအနီရောင်ကန်ဓမာပန်းဒဇင်ပန်းဒန်းညွန့်များကိုဆောင်ပြီးတော့သွားပါ2025ခုနှစ်မေလ9ရက်နေ့နနက်09:25မိနစ်အချိန်မှာခီးသွွားခြင်းရှောင်ကျင်တင်ပါတယ်2025ခုနှစ်မေလ21ရက်နေ့ ည7:00နာရီ7မိနစ်နောက်ပိုင်းခီးသွားခြင်းကောင်းပါတယ်2025ခုနှစ်မေလ28ရက်နေ့တနေ့တာပတ်လုံးခီးသွားခြင်းရှောင်ကျဉ်သင့်ပါတယ်မသွားမဖြစ်သွားရမယ်ဆိုရင်ခီးသွားအန်ဒရယ်ကင်းဂါထာတော်ကို9ခေါက်အဋိဌံရွေးပွားပြီးတော့ခီးသွားပါမိမိသွားလို့သောခီးအောင်မြင်ဖို့အရန်အတွက်အောက်ပါဂါထာကို9ခေါက်ရွေးဖက်ပူဇော်ပြီးမှသွားပါကဘေးအန်ဒရယ်ကင်းစွာဖြင့်လိုရာခီးကိုအောင်မြင်ပါလိမ့်မယ် ကတာမေရခာကတံမေပရိဒံပဋိကမန္တုဘူဒာနိသောဟံနမောဘဂဝတော နမောတတတနံတမ္မာတံဗုဒ္ဓနံလို့ခုနှစ်ကြိမ်ရွတ်ဖတ်ပူဇော်ပါအကျိုးပေးကနန်းတွေကတော့ခွန်နှစ်ငားနဲ့6တို့ဖြစ်ပါတယ်။ကံကောင်းစေတဲ့အယောင်များကတော့နသာယောင်၊ပန်းယောင်၊ကြက်သွေးယောင်နဲ့နုနှစ်ယောင်တို့ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများတွေအစိုးညံ့တွေပြေပြောက်ပြီးတော့အကောင်းကင်တွေရောက်ရှိလာစေဖို့အတွက်ရေရရအနေနဲ့ကတော့မိမိအိမ်မှာပူဇော်ထားတဲ့မြတ်စွာဘုရားရှင်ဟာမွေးနေ့နံဖြစ်တဲ့တနင်္ဂနွေနေ့နဲ့ 9နာရီ16မိနစ်အချိန်မှာစတော်ဘယ်ရီဖြော်ရည်တပူလက်ဖက်တော့ဘရာကျော်တို့ကိုစွန့်တော်အနေနဲ့ကတ်လို့ပူဇော်ပါမိမိရဲ့မွေးနေ့မှာကြွေပန်းအိုးနဲ့အုံညွတ် မာလကာညွတ်ပေါက်ပန်းညွတ်သုံးညွတ်စီပေါင်းပြီးတော့လူတန်းပူဇော်ပေးပါမိမိလူရစုကိုလည်းတောင်းပါဟုတ်ကဲ့ပါခင်ဗျာခုတင်ဆက်ပေးခဲ့တာကတော့တနင်္ဂနွေသားသမီးများအတွက်2025ခုနှစ်မေလ9လပိုင်းတလဆာအထူးဟောစတန်နဲ့ရရပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအားလုံးကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ခါခတ်သိမ်းပြည့်စုံပြီးတော့ လောက်ကင်စီဝိုင်းများစင်ပြေအောင်မြင်တိုးတက်ကြပါစေခင်ဗျာခုလိုအားပေးကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ